အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့မှာတော့ favorite person to be စာဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်အဒီစာအုပ်လေးရဲ့အကြောင်းအရာကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကလူတိုင်းမှာ favorite person ကိုစီရှိကြတယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ favorite person ကြောင့်ရတဲ့ပျော်ရွှင်မှုတွေနားကျင်စရာတွေသူ့ကိုပြောချင်တဲ့စကားတွေသူနဲ့အတူဆိုတဲ့စိတ်ကူးတွေလည်းရှိကြတာပဲလေဒီစာအုပ်လေးထဲမှာတော့အကုန်လုံးပါဝင်တယ် ဒီဆောင်လေးကကိုချေးရတဲ့သူကိုမပြောပြစ်သေးတဲ့စကားတွေစိတ်ကူးအိမ်မက်လေးတွေသူကြောင့်ရတဲ့နာကျင်မှုတွေပျော်ရွှင်မှုတွေကိုခပြားစာတူစာအရှိလေးယူနေပုံဖော်ထားတဲ့ဆောင်လေးတို့ကကိုရဲ့ favorite person ကိုကိုဘလောက်တိချေးရကြအောင်ဖော်ပြချင်နေဆိုရင်တော့ဒီဆောင်ကလေးကတင်တော်လောက်ပါတယ်ကျွန်တော်ကနေပြီးတော့ဆောင်မဖတ်နိုင်တဲ့သူတွေကို sharing လုပ်ပေးပြီးတော့ပြန်လည်ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ချစ်ချင်းမြတ်တာလို့ခေါင်းစဉ်တက်လိုက် ကိုပြောမဲ့အကြောင်းအရာတွေအကုန်လုံးဟာမင်းရဲ့အမည်နာမလေးနဲ့ပဲအစချီရမှာမျိုးပါပြောပြခွင့်များရှိမယ်ဆိုရင်ပြောချင်ပါသေးတယ်မင်းရဲ့အငွေသက်လေးတွေကိုမတ်မောကြောင်းနဲ့မင်းကိုဘလောက်တီချစ်ရပါတယ်ဆိုတဲ့အကြောင်းမျိုးပေါ့ချစ်ခြင်းမေတ္တာချင်းထပ်တူကြတဲ့အခါပျော်ရွှင်ရတတ်တယ်တဲ့နေပါစီမပြောရလည်းဖြစ်ပါတယ်မင်းနဲ့မှထပ်တူမကြရင်ဘသူနဲ့မှထပ်တူမကြခြင်းဘူး ဘဒူကများချစ်ချင်းမြတ်တာတွေကိုတဖတ်တဲ့လွမ်းကျင်ပါမလဲမပိုင်ဆိုင်ရလေဖြစ်တယ်ဆိုတဲ့မူသားကိုမယုံပါနဲ့မင်းနဲ့အတူရှိရမယ့်အချိန်တွေက ကိုဘွားရဲ့အပျော်ရွှင်ရဆုံးအချိန်တွေပဲစိတ်ညစ်စရာတွေစိတ်ပင်ပန်းစေမယ့်အရာတွေဟာလေမင်းရင်ခွင်နဲ့တိုးဝင်လိုက်ုံနဲ့ပျောက်ချင်းမလားပျောက်သွားမယ်ဆိုတာယုံတယ်ဒါကြောင့်ကို့အတွက်အများကြီးမလိုအပ်ဘူးမင်းတယောက်ထဲနဲ့တင်လုံလောက်ပြီအချင်းဆိုတာ အကြောင်းပြချက်တွေမလိုအပ်ပါဘူး။ချင်းမီလို့ကိုချစ်လိုက်ရခြင်းပါတဲ့။မင်းဖြစ်နေလို့ကို ကိုချစ်နေရပါတယ်ဆိုတာမျိုးပေါ့။ချစ်ချင်းမြတ်တာကိုမင်းနဲ့ကတွဲရင်ဘတူနှဲမှမမျှဝေခြင်းဘူး။အတားကြီးတယ်လို့ပြောခြင်းပြောပါ။တကူကောင်းဆန်တယ်လို့မြင်ခြင်းလည်းမြင်နိုင်ပါတယ်။မမောစရာဆိုလို့မင်းတယောက်တည်းရှိတာမို့မင်းတယောက်ကိုတော့ပိုင်ဆိုင်ခြင်းနဲ့1%အနက်ပါပဲ။ ဘဒူရီဘလောက်ချစ်ပြီချစ်ပြီမင်းလက်လေးကိုပဲဖန်ဆုပ်ချင်တာမျိုးပါချစ်တယ်ဆိုရဲစိတ်ကလေးရှိနေတည်းရွယ်နာနာချင်းချင်းခိုးလုံနေရမယ်ဆိုရင်တော့ကြည်ကြည်နက်နက်ကြီးကိုကောင်းငိတ်မိနေမြဲထင်ပါရဲ့တိတ်ချစ်နေပြီလို့မလွတ်မြောက်ချင်ဘူးတန်ရောစင်ဆိုရဲကြိုးဝိုင်းနေတယ်ကိုပိတ်မိနေချင်းသေးတယ်နာချင်းစရာရီရှိလဲဖာထီးပြီးချစ်ပါမယ်ပြောစရာရီဆိုလဲဝေမျှပြီးပြုံးပါမယ် ဘယ်နည်းနဲ့မှဘလို့မကိုအဆုံးရှုံးမခံနိုင်ဘူးရဲ့မင်းမရှိတော့ဘူးဆိုတဲ့အတွေးနဲ့တင်ကပါပြက်ခဲ့ရဘူးတဲ့မင်းကလွဲပြီးဘ து ကိုမှမချစ်ချင်တော့ဘူးမင်းကလွဲပြီးဘ து မှမမြင်တော့ဘူးတိတ်ချစ်မိသွားရင်ကန်းတက်တယ်တဲ့ကိုလည်းကန်းနေပြီထင်ပါရဲ့အချစ်ရဲ့မတက်ဆိုင်တော့တာမျိုးတွေမဖြစ်ချင်ဘူးအမြဲတူရှိနေချင်တာမင်းနဲ့ပေါ့ အချစ်ခံရခြင်းဂစဂယူဆိုင်ခံရခြင်းတွေကို သိလို့ကျင်တာမင်းစီကပေါ့နာကျင်ရသည်ဖြစ်စီပျော်ရွှင်ရသည်ဖြစ်စီမင်းကကိုယ့်ရဲ့အချစ်ရဆုံးသူတူချစ်ချင်းမြတ်တာလို့ပြောတဲ့အခါကိုတီးသမျှအရာတွေကမင်းနဲ့ပဲတက်ဆိုင်နေတာမျိုးချစ်တယ်ဆိုတာထက်ပိုပါတယ်လို့ပြောရင်မင်းယုံမလားမင်းရဲ့အစင်မပြေမှုတွေအတွက်ခိုးလုံလို့ရမယ့်ရင်ခွင်တစ်ခုဖြစ်ပေမယ့် မင်းရဲ့စိတ်ရှုပ်စရာတွေစိတ်ပင်ပန်းစေမဲ့အရာတွေကိုလည်းမျှဝေခံစားမယ်မင်းအတွက်ပျော်ရွှင်စရာတွေဖန်တီးပေးမယ်မင်းရဲ့ဓာတ်ဆိုင်လေးတွေကိုလည်းစိတ်မပြတ်ဘဲနားလည်ပေးမယ်မင်းလက်ကလေးကိုလည်းဘယ်တော့မှမလွတ်ဘဲဖန်ဆုပ်ထားပေးမယ်ဘာလို့လဲဆိုတော့မင်းကိုအရန်ချစ်တာကြောင့်ရင်မင်းကကိုယ့်ရဲ့ favorite person ဖြစ်နေတာကြောင့်ပဲအစွဲလမ်းတိတ်မကြည့်ဘူးမင်းတယောက်ကိုတော့ထာဝရပိုင်ဆိုင်ခြင်းနဲ့ ကဘာကြီးအတွက်လူဟာမင်းဟာလူတရားကိုအတွက်တော့မင်းကကဘာကြီးပေါ့မင်းကကိုအတွက် right person ဖြစ်စီ wrong person ဖြစ်စီမင်းကိုပဲချစ်တယ်ဘာလို့ဆိုမင်းကကိုရဲ့ favorite person ဖြစ်နေလို့ပဲကိုမင်းကိုချစ်တယ်နောက်ပြီးဒီစကားကိုမင်းကိုခဏခဏပြောမယ်ဘာလို့ချစ်တာလဲဆိုတဲ့အကြောင်းပြချက်တွေတော့ကိုကိုမမေးပါနဲ့မင်းမျက်နှာတကဘာလုပ်ပြီးချစ်နေပေးဖို့ အကြောင်းပြချက်တွေမလိုအပ်ဘူးမဟုတ်လားဘယ်ရာမှမမမောဘူးမင်းကလွယ်လို့ပေါ့ချစ်ချင်းမြတ်တာလို့ပြောတဲ့အခါမင်းလိုပဲတည်ထားတာမျိုးပါချစ်တယ်ဆိုတာထက်ကိုပိုပါတယ်တလောအလုံးကို ကြောခံရမှာထက်မင်းနဲ့မျက်နှာလွှဲရမှာကိုပိုကြောက်တဲ့အထိပါပဲမင်းကြောင့်နာကျင်ရမယ်ဆိုလဲမမောတယ်မပြောရှင်ရဘူးဆိုလဲလိုလိုလားလားပါပဲတရားတွေပဲရမယ်ဆိုရင်တော့ ပေးတဲ့သူကမင်းဖြစ်ပြီးရတဲ့သူက ကိုပဲဖြစ်နေတာမျိုးပါအစ်ကနောတဲ့စာလုံးလေးကလှပသလားမင်းစီကအစ်ကနောလှုပ်ခံရတဲ့အခါမှာတော့ကို့မှာယူမတက်ပါပဲခံနိုင်ရည်ပျောက်ဆုံးနေဒံယာပေးပေးစေးပေးပေးပါမင်းကကိုရဲ့ right person ပါပဲ you're my everything ပါပဲနာကျင်စီရာလဲမင်းမယ်ပျော်ရွှင်စီရာလဲမင်းမယ် ကို့အတွက်ချစ်ချင်းမြတ်တာဆိုတာဟာလေမဲမဲမဟုတ်လားချစ်ချင်းမြတ်တာကိုငမို့သူမို့အချစ်ခံရခြင်းဂယုစိုက်ခံရခြင်းတွေကိုသိမ့်မတ်မောတယ်အထူးတပြည့်မင်းစီကပေါ့နာကျင်ရမယ်ဆိုရင်လေမင်းလက်ကလေးကိုပဲတွဲထားခြင်း ਨੇ အိမ်မက်တွေဟာ လူလက်တွေဘဝမှာမပျော်ရှင်ရဘူးဆိုရင်တော့ကိုမှန်မောပါတယ်ချစ်ချင်းမြတ်တာဟာ ပူလောင်တတ်တယ်တဲ့။ကြိုက်တလောက်ပူလောင်စမ်းပါစေ။ကိုကြည်ကျင်နဲ့နဲ့ကြည်တိုးဝင်ပါမယ်။ပူလောင်စီမဲ့မိတော့ကလေးကမင်းဖြစ်နေဖို့ပဲလိုတာပါ။နှွေးထွေးမှုတွေလုံနေပါတယ်။မပြောက်ပြက်သွားမဲ့အနှွေးတက်လေးကိုမင်းစီကရနိုင်ဖို့ဘယ်အချိန်ထိစောင့်ရအောင်ပါလဲ။ကိုကရေကန်ငယ်လေးပါ။မင်းကတော့ကိုစီပြုတ်ကြလာတဲ့ကဲလုံးလေးပေါ့။မင်းဆိုရဲဖြစ်တည်မှုကြောင့် ိုနှလုံးသားတစ်ခုလုံးလှုပ်ခတ်သွားရရှာပြီအနေတွင်နီးလို့ကိုတို့ဝေရပြီဆိုတဲ့စက်သိမ်းမျိုးမဖြစ်ချင်ဘူးထာဝရထက်တရမပူနိုင်ရင်တော့ရှင်တန်နေချင်းကာလလေးတစ်ခုလုံးမင်းရင်ခွယ်နဲ့ပဲတိုးဝင်နေခြင်းနဲ့စူတောင်းနေပြည့်ခြင်းနဲ့တို့မဟုတ်မင်းနဲ့ထာဝရလက်သွဲသွားခြင်းနဲ့မင်းနဲ့ဝေရရင်ဆိုတဲ့အတွင်းနဲ့တည်းပျော်ရှင်စရာတွေဝေဝါးသွားရှာတယ် ချစ်တယ်ဆိုတာထက်ကိုပိုပါတယ်။ကို့မှာမင်းမရှိလို့မဖြစ်ဘူး။မင်းကလွယ်ပြီးဘူးမှမလို့ခြင်းဘူး။မင်းတယောက်နဲ့တည်းကို့ကဘာကြီးကလှပပြည်စုံနေပြီ။ပြောပြခြင်းမီတယ်။မင်းရဲ့အပြုံးလေးတွေကကိုဘွားရဲ့ပျော်ရွှင်မှုတွေဖြစ်ကြောင်းလေအမြဲတမ်းမင်းကိုအနာရှိစေစေတဲ့အကြောင်းလေမင်းမြတ်ဝန်လေးတွေကိုဘလောက်ထိမြတ်လို့ရပါတယ်ဆိုတဲ့အကြောင်းလေးစသဖြင့်ပေါ့ကွာ။ မင်းတယောက်တည်းကိုပဲပြောပြခြင်းနေခဲ့တာကိုသိချင်ရတဲ့အကြောင်းတွေကိုပေါ့ချစ်ချင်းမြတ်တာတဲ့ကိုအတွက်တော့မင်းပါပဲချစ်ချင်းမြတ်တာကိုပျော်ရွှင်မှုလို့ပြောပြရင်လဲကိုပျော်ရွှင်မှုကမင်းမယ်မဟုတ်လားမပိုင်ဆိုင်ရလည်းဖြစ်ပါတယ်မူသားတွေတဲကအလားပါဆုံးနဲ့နာကျင်စရာအကောင်းဆုံးစကားလေးပေါ့ဘယ်သူမှမစိုးကိုချစ်ရတဲ့သူကို ပျော်ရွှင်စေခြင်းပေမဲ့သူနဲ့အတူ ကိုပါပျော်ရွှင်ခြင်းကြတာပဲမဟုတ်လားမေတ္တာတွေကိုတတ်ဖတ်တဲ့တော့ဘယ်လွှမ်းကျင်ပါမလဲကိုလည်းဒီလိုပဲပေါ့အချင်းရင်ကိုတိတ်ချရတဲ့မင်းကိုကိုနဲ့ပဲလက်တွဲပြီးတသက်လုံးအတူပျော်ရွှင်သွားခြင်းတာဒါကြောင့်မပိုင်ဆိုင်ရလည်းဖြစ်ပါတယ်ဆိုတဲ့ဒါကြောင့်မပိုင်ဆိုင်ရလည်းဖြစ်ပါတယ်လို့ကိုပြောတဲ့အခါအဲ့ဒီစကားကိုမယုံလိုက်ပါနဲ့ အနှွေးဓာတ်ကလေးလုံနေတယ်။နှွေးထွေးစီမဲ့ရင်ခွင်တစ်ခုကမဲမှာပဲ။ကျေးဇူးပြုပြီးထာဝရကိုလုံခွင့်ပြုပါ။မင်းပြုံးရင်ရှင်သန်ပြီးမင်းမုံးရင်သေမင်းနဲ့စစ်ခင်မဲ့။ချစ်ချင်းမြတ်တာကဘာလဲလို့မေးတဲ့အခါမင်းနမယ်ကို အော်ဟစ်ပြင်မဲ့။ချစ်တဲ့စိတ်ကိုတကြားမင်းဆင်းချွရင်တော့ညင်းလို့မဲ့အတိထမင်းလို့ဟင်းလို့မင်းကိုယူပြင်မဲ့။ မင်းရဲ့ဖြစ်တည်မှုတိုင်းကိုချစ်ပါれမလသည်ဖြစ်စေဝါသည်ဖြစ်စေမင်းဖြစ်နေလို့ကိုချစ်ပါれဘသူကများကိုချစ်ရတဲ့သူနဲ့မပေါင်းဖက်ကြပါれလေကိုလဲတီလိုပဲပေါ့ချစ်ရဲ့ကိုချစ်ရတဲ့မင်းကိုဘယ်တော့မှလက်လွတ်မှာမဟုတ်ဘူးပျော်ရွှင်နေမှာမဟုတ်ပါဘူးမင်းအကြောင်းတွေ့ရရင်လည်းကိုအမြဲပြုံးပါれဘယ်ရာမှမတီမြဲပါဘူးဆိုတဲ့စကားကိုမင်းလက်ကလေးစုပ်ကိုင်းရင် တွန်းလှန်ပြစ်ခြင်းနဲ့မင်းနဲ့အတူဆိုတဲ့အိမ်မက်တွေကတနှစ်တပူပါကိုရင်ခွင်မှာပဲခိုးလုံးပါလုံလုံလောက်လောက်နွေနွေထူထူပြေးပါမယ်ကိုလက်ကလေးကိုပဲဖမ်းဆုပ်ထားပြေးပါမြစ်တာတွေဟာမင်းရဲ့အတွက်အပြည့်အရှံရှိကြောင်းကိုတစ္ဆာပြုပါမယ် right person တွေဘာတွေဖြစ်ဖို့မလိုဘူးကိုပေးနာမှာအမြင်ရှိစေခြင်းနဲ့သူကမင်းပဲမင်းဖြစ်နေရင်ရပြီ။ ဘာမှထပ်ပြီးမလိုအပ်ဘူးအစွဲလမ်းကြီးတာမကောင်းမှန်းတိလေမင်းကိုတော့မမောမိတယ်ပိုင်ဆိုင်လိုစိတ်တွေပြင်းပြနေတဲ့အချိန်တိတ်ချစ်မိသွားလို့ထင်ပါရဲ့မင်းနဲ့ဝေးရမယ့်ရက်တွေကိုစိတ်ကူးနေတော့မရောက်ချင်ဘူးပြားကြီးစမ်းနေလမ်းဘလောက်ချူချူမင်းနဲ့မှမဟုတ်ရင်မလျှောက်ချင်ဘူးချစ်သူအနန်းနဲ့노ထားရတဲ့မနက်ခင်းတွေကဘလောက်တောင်ကြည်နူးစရာကောင်းလဲလို့ ခန်းစားကြည့်ကြပါရဲ့မင်းများကိုကိုကိုနဲ့မင်းအတူရှိရမယ့်နေရက်လေးတွေ ရောက်လာခင်ရင်အနန်းတွေနဲ့အိမ်ယာဝင်မယ်အိမ်မက်ဆိုးတွေမမက်စေဖို့မင်းရင်ဝင်ကိုခိုးလုံထားမယ်မနက်မိုးလင်းလို့နိုးလာတဲ့အခါအိမ်မောကြနေသေးတဲ့မင်းကိုဘေးနာကမီးကြည့်နေမယ်ပြီးတဲ့အခါမင်းနဖူးလေးကိုနမ်းပြီးအအိမ်ပုတ်တဲ့မင်းကိုနှုတ်မယ်အိမ်ယာထကစားမှု စပင်းနေရှုပ်ပွားနေတဲ့အခါ လက်ကလေးနဲ့ပုတ်တက်ပေးမယ်။ကိုချီရတဲ့သူကိုပိုင်ဆိုင်ထားရခြင်းကဘလောက်တောင်ပျော်ရွှင်စရာကောင်းကြောင်းတဝကြီးခံစားဖြစ်မယ်။ပိုင်ဆိုင်ခြင်းယုံတောင်မဟုတ်အနာမှာအမြင်ရှိစေခြင်းတော်ယုံလားချစ်တော်တခါတလေအတ္တတွေအားလဲတိတ်ကိုဖြူစင်มาတယ်ဆိုတာကိုပေါ့ချစ်ချင်းနေနဲ့လမ်းမိုးထားပါမယ်ဘယ်နေရာဘယ်ဒေသရောက်ရောက်ကိုမြစ်တာတွေအောင် မင်းနှီးထွေးစေရပါမယ်။အကြောင်းပြချက်တွေမပါဝင်ပဲဒီတိုင်းချစ်တယ်။ပါနေမှမလဲနိုင်တော့အောင် ကိုချစ်တယ်။ပြီးတော့ဒံယာပေးပေးစေးပေးပေးမင်းကိုပဲချစ်တယ်။ကိုကအတ္တသမားအချစ်ခံရမဲ့ဝတ်တွေလဲမဲ့ဆိုရင်တော့ချစ်ပေးမဲ့သူကမင်းပဲဖြစ်နေစေချင်တာမျိုး။အချစ်ခံခြင်းနဲ့မဟုတ်သေးဘူး။မင်းစီကနေပဲအချစ်ခံခြင်းနဲ့ အဖြစ်ချင်းဆောင်ကမင်းလိုတိုင်းမှာမင်းလိုရှိတဲ့သူပဲဒါပေမဲ့တွေတိုးတော်လဲတွေဆိုတာမျိုးတွေမပါဝင်ပဲမင်းလိုအတိုင်းမင်းနာရှိပေးခြင်းနဲ့အကယ်၍များလီနီးစပ်ခွင့်မရှိကြတော့ဘူးဆိုရင်တော့ဝေးတော့မဝေးခြင်းဘူးတိတ်ချရတဲ့မင်းနဲ့ပေါ့လိုယာစုကိုတောင်းပါဝေးသွားကြဖို့ဆိုတဲ့စံနှောင်းကလွှဲရင်မင်းလိုအတာမှန်သမျှဖြည့်ဆည်းပေးဖို့အသင့်ပါပဲဆောင်းရသည်မနက်ခင်းမှာ နှွေးထွေးစေဖို့ကော်ဖီပူပူလေးတစ်ခွက်ရှိတယ်လို့ကိုဘွားတစ်ခုလုံးနှွေးထွေးသွားဖို့အတွက်လည်းမင်းရှိမှဖြစ်မှာချစ်ရဲ့ချစ်ချင်းမြတာကိုကန်ဆန်းတဲ့အခါမင်းနာမည်လေးပဲဖြစ်နေစေခြင်း ਨੇ ဗလာမဲတွေမပေါက်ဖို့လဲအကြိမ်ကြိမ်ဆူတောင်းဝင်ချစ်တယ်ဆိုတဲ့စကားလေးကို စာရီမနှွေကြပြာရီမဖွဲ့ပဲမင်းနဲ့မျက်လုံးချင်းစုံပြီးပြောပြခြင်းတာပြူစားလီသလားချစ်ရဲ့ မင်းကိုမှကို့မှယူယူမှုမူဒီဘဝဒီများတော်တော်ကိုတောင်းစုကမင်းပါပဲတဘောကြမိတဲ့အရာတိုင်းမပိုင်ဆိုင်ရရင်နေပါစေမင်းကိုတော့ပိုင်ဆိုင်ခြင်းနဲ့အချင်းရဲ့လောဘကြီးလားဆိုတော့ကြီးတယ်ဘာကိုလဲဆိုတော့မင်းကိုငွေပေးပြီးဖန်တီးလို့ရတဲ့ပျော်ရွှင်မှုတွေထက်မင်းရဲ့အပြုံးလေးကိုပိုမှန်မောတယ်ကိုယ့်ရဲ့ချစ်ချင်းတွေက မင်းပေးနာပဲတဝဲလေလေ မင်းဤဝင်မှနေထိုင်ခြင်းနဲ့ကို့မှာမပြောစရာတွေများတဲ့အခြေရဲ့အိမ်မဆိုးရိယံကနေကာကွယ်ဖို့မင်းထွေးပွေပေးမှဖြစ်မှာအလွားနေနေကြုံတဲ့အခါခန္ဓာရည်တွေပျောက်ဆုံးနေအကွာဝေးတွေကိုကိုယ်သိမ့်မုံတာပဲခြေချင်းမြစ်တာဟာနှွေးတွေးစီတယ်လို့ကိုယုံကြည်ခြင်းသေးတယ်။ဒဏ်ရာတွေမရဘူးတလို့လဲမင်းပေါ်ယူယူမှုမှုချစ်ခြင်းသေးတယ်။ ချစ်ချင်းမေတ္တာတွေကိုငတ်မော့ပါတယ်အထူးသဖြင့်မင်းစီကရမယ့်မေတ္တာတွေကိုပူတောင်းတာတယ်ပြက်သားရင်တစ်ချိန်မဲနာကျင်ရပြီမပြက်သားရင်အချိန်ချင်းနာကျင်ရမယ်လေလေမင်းကတော့မပြက်သားနိုင်မှုချီရင်နာကျင်ရမယ်ဆိုရင်တော့မှကြည်ကြည်နက်နက်ပါပဲမလွဲချင်မှုချီရင်မြဲပဲမြဲချင်တယ်ဘူးစာတွေမပါလဲမင်းကိုကိုနဲ့ပဲပေါင်းဖက်စီချင်တယ် အရာရာတိုင်းမှာဒီဟာဖြစ်တတ်ပေမဲ့ချစ်ချင်းမြတ်တာလို့ဆိုတဲ့အခါမှာတော့တွေ့ဝင်ချင်းတွေမပါဝင်ပဲမင်းကိုပဲတတိယမိတာမျိုးပါဘလို့ချစ်ချင်းမြတ်တာမျိုးကမှပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူးသို့တော်လည်းကို့အတွက်တော့မင်းပင်နာရှိုံနေတယ်အရာရာဟာပြည့်စုံတယ်မချစ်ပါဘူးမင်းကလွင်ရင်ဘသူကမှဘသူတွေဘလောက်လာလာမင်းစိတ်ကလေးဆိုလို့ စူပုတ်နေတာလေးလောက်ဘယ်လှပါမလဲချစ်ရသူလေးရဲ့အကြိမ်ကြိမ်ငင်းမောကျင်တာဆိုလို့မင်းမြန်ဝန်လေးတစ်ခုပဲရှိပါတယ်တပတ်တည်းချီအားမဲ့မေတ္တာကြိုးတွေအတော်ပြန်မရှိတဲ့ချစ်ချင်းတွေဆိုရင်တော့မှကြည်ကျင်နနက်ပါပဲကွယ်မင်းစိတ်နဲ့ပဲရှင်းတတ်နေပါတယ်ကိုယ်နှလုံးသားလေးကိုလည်းမင်းအတွက် ထုတ်ပိုးပြီးမင်းရှိရာအရက်ကို လူကြုံပါလိုက်ပါတယ်အဆအဆအရာရာကြူဆိုင်ပါကွယ် ကိုအနာသာနေပါပျော်ရွှင်စေရပါမယ်။တန်တရားဝင်စရာမလိုအောင်မင်းကလွဲရင်အကုန်လုံးကိုကမ်းပေးပါမယ်။သိချင်းမိသွားလို့စုံလုံးကမ်းနေပေါ့။နှွေးထွေးပေးပါမယ်။ချစ်လာလို့မေးစရာမလိုအောင်ချစ်ချင်းတွေကိုလုံလုံလောက်လောက်ပေးပါမယ်။ဘေးဆိုင်ပေးပါမယ်။မျက်နှာလေးမဲသွားမှာဟိုတော့မလိုလားပဲ။အမဲမင်းအတွက်တွေးပူပါမယ်။ချစ်ချင်းမြတ်တာဟာလူရင်းမှန်သွားတဲ့အခါပျော်ရွှင်ရတယ်တဲ့ ကိုလဲမင်းကိုပြောဆွေးစေစင်ပါတယ်ချစ်ချင်းမြတ်တာဟာတကယ်ရှိကြောင်းဇလန်းလှလှလေးတခုဖန်တီးခြင်းနဲ့မင်းကိုတော့ကိုရဲ့ထာဝရလက်သွဲပေါ်အဖြစ်မင်းကိုဇက်ဆောင်လောက်ခိုင်းမယ်ရုပ်သေးရုပ်ပါပဲဒါပေမဲ့ကိုကမာနတွေနဲ့မင်းကျိုးဆွဲမှကကျင်တာမျိုးမင်းပြောင်ဖို့အတွက်ဆိုလူရှင်တော်လေးဖြစ်ပေမယ့်ထာဝရထက်မပိုနိုင်တော့ နှက်ပြန်တိုင်းမှာချစ်ပေးမယ်။တိတ်ချေးရတဲ့မင်းကိုငေးမောရင်ဘေးနာကနေစကားတွေအများကြီးပြောခြင်းနဲ့မဟုတ်သေးဘူး။မင်းကိုဘလောက်ချစ်ရပါကြောင်းပြောပြခြင်းနဲ့မင်းလက်ကလေးရှတာကလည်းကိုယ့်ကဘာကြီးပြက်စီတာပါပဲအချီ။အဆဆရာရာဂယူဆိုင်ပါလို့ပဲမှာခြင်းနဲ့မြေတားရင်မပြတ်ပို့ပါလေကွ။ခလုံးမတိစူးမညိပါစေနဲ့။မင်းနဲ့အတူ ကိုနှလုံးသားလေးပါရှိနေတာမို့ပုံပဲ့သွားမှာဆိုတဲ့တခါတလေဆိုကိုငှက်ကလေးတကောင်ဖြစ်ခြင်းနဲ့အလွမ်းနေအစိတ်တဲ့အခါမင်းရှိရာအရက်ကိုပြန်တမ်းပြီးမလာတတ်တာတတော်ဝမ်းနေစရာပဲမဟုတ်လားပင်လယ်တွေကိုချစ်တယ်တောင်တန်းတွေကိုလည်းချစ်တယ်ပြီးတော့ကိုချစ်တဲ့နေရာဒေသတွေကိုပို့ချင်ရတဲ့မင်းနဲ့အတူတူသွားခြင်းနဲ့မနေနိုင်ဘူးချစ်ရဲ့ တတိမရပဲမတန်တမိပဲကိုစိတ်ကလေးမင်းစီကို မရောက်ပဲမနေနိုင်ခဲ့ဘူးလွမ်းနေမတွေးရတဲ့နေ့တွေများလာပြီချီဘယ်တော့များမှနေပါလေမြစ်တာတွေနဲ့တီဆောက်မယ်ချစ်ချင်းတွေနဲ့လည်းလက်တွဲပြီး နားလည်မှုတွေနဲ့ရှေ့ဆက်မယ်ကိုရင်ခွေမှာမင်းနွေထွေးစီဖို့ထာဝရအထိတောင်းဝင်ယူမယ်ကျဲတွေကြွေတဲ့အခါတောင်းတဲ့စုတွေပြည့်တယ်တဲ့ ကိုကတော့ကျဲတွေကြွေဖို့ပဲဆုတောင်းပါတယ်အလိုလျောက်ကြွေတဲ့ကျဲတွေမြင်ရင်မင်းကိုပိုင်ဆိုင်ရမယ်ကိုဆုတောင်းပြီးပြည်ပြီလေဘယူဆိုင်မှုတွေကိုမှန်မော်မယ်နှွေးထွေးမှုတွေကိုဖတ်တွယ်ထားမယ်အဆုံးရှိတဲ့ချစ်ချင်းမြတ်တာကိုလိုက်ရှာမယ်မင်းရဲ့ရှင်တဲ့မှာပေါ့မျော်လင့်ချက်တွေနဲ့ပဲရှင်သန်ပါတယ်သာဝရတတ်ပေါ်တဲ့ချစ်ချင်းတွေနဲ့မင်းလဲကိုကိုချစ်လာမှာပဲဆိုပြီးပေါ့ အချစ်ဟာအချစ်ပါပဲတဲ့လေမဟုတ်ပါဘူးကို့အတွက်တော့အချစ်ဟာမင်းပါပဲအစားစားရရတန်ဖိုးထားပါမယ်မင်းမျက်နှာအပေါ်အပြုံးပန်းတွေပွင့်လန်းစေဖို့ဥယင်မှုတယောက်လုံးတောင်းဝင်ထမ်းဆောင်ခြင်း ਨੇ အချစ်ခံရခြင်းတွေပဲပေးပါ အပြစ်ခံရခြင်းကကိုယ့်ကိုနာကျင်စေလိမ့်မယ်အစားစားရရဂရုစိုက်ပေးပါ ကိုဟာစိတ်ထိခိုက်လွယ်တဲ့သူမျိုး ကံကုန်မယုံဘူးမင်းကိုပဲယုံတယ်မင်းသားချစ်မယ်ဆိုကံတရားကဘလို့ခွဲခွဲကိုတို့မဝေးပဲနှီးဆက်ကြမှာပါချစ်တယ်ဆိုတဲ့အနောင်ဖွဲ့တွေနဲ့မင်းကိုချီတောင်ထားမယ်ဘလောက်ပြေးပြေးကိုတို့မဝေးသွားစီဘူးပဲလေအိမ်မက်တွေမတ်နေရတာကိုတဘောကြတယ်။နှစ်ယောက်အတူဆိုတဲ့အိမ်မက်လေးတွေကကို့အပြုံးတွေကို အသက်ဝင်စီလို့ ကဘာကြီးနေမကောင်းလဲမင်းကတော့ကျမ်းမာမှဖြစ်မယ်မင်းသာတကူကူဖြစ်ရင်ကိုရင်ကျိုးရကြည်ရင်ရံဖန်ရံကတတိယပေးပါအချီခယူနာတွေဟာမတော်တဆရတာမျိုးဆိုရင်တော့ကိုသဘောကျလုံးတော့ပါပစ္စုပန်တွေမှာမစုံနိုင်ရင်တော့အနာကမှာတော့မင်းနဲ့အတူရှိနေခြင်း ਨੇ မင်းကိုချစ်တဲ့စိတ်ကြောင့်ပဲကို့မှာအကျဉ်းကျနေရတယ်တိုးတော်လဲမလွတ်မြောက်ခြင်းဘူး အချင်းဆိုတဲ့တန်တရားတွေကိုပိတ်မိနေခြင်းတည်တယ်သူများတွေရဲ့ကဘာကြီးကဘလို့ပုံစံလဲမသိပေမဲ့ကိုကဘာကြီးကတော့ပါပေါင်းပေါင်းနေနေအတိတ်တွေကိုမေးလျော်ပြီးမင်းနဲ့အတူရှေ့ဆက်မယ်ဘဒုကုံမှမပေးဘူးတဲ့မေတ္တာမျိုးနဲ့မင်းကိုချစ်မယ်တပြေးပြေးဝေးရတာမျိုးမဟုတ်ပဲတနေ့ထက်တနေ့ပူပူပြီးနှိစက်သွားခြင်းနာမေတ္တာတွေရောင်းပြန်ဟပ်ပေးပါ စိတ်ဓာတ်တွေသိစေဖို့နှလုံးသားနှစ်ခုနှီးဆက်သွားစေဖို့လေမာနတွေလည်းမရှိပါဘူးဒိဋ္ဌာတွေလည်းထဲမတော့ဘူးပျော်ရွှင်စေဖို့အရာရာကိုစတိပြီးသားကိုတည်တဲ့ချစ်ချင်းမေတ္တာမှာချုံငင်ခြင်းခါတတ်ခြင်းတွေဆိုတာမရှိဘူးလိုခြင်းတတ်မှတ်ခြင်းတွေပဲရှိတယ်မင်းသားပေးမယ်ဆိုနာကျင်စရာတွေလည်းယူခြင်းတယ်ကိုအသက်ရှင်ရတည်နိုင်မှု ဘယ်အစားဘယ်အာဟာရမှမလိုချင်ဘူးမင်းစီကချစ်ချင်းနဲ့တာနဲ့မင်းရင်ပြုံးနေပဲလိုအပ်တယ်မင်းရင်ကြောင့်မတွေ့ပဲအိတ်တဲ့ညတွေက မရှိသလောက်ရှားတယ်မင်းရောကို့လိုပဲလားအခြားသောတောင်းစုတွေမပြည့်ရင်နေပါစီမင်းကိုပိုင်ဆိုင်ခြင်းနဲ့ဆူတောင်းနေတော့ပြည့်စီခြင်းနဲ့ဆွဲလန်းနေဆိုတော့ဒါမျိုးပါလားစိတ်ဆိုးသွားအောင်လဲစခြင်းနဲ့ရန်တွေဖြစ်ခြင်းနဲ့ပြီးတော့ စိတ်ဆိုးတဲ့အခါကိုကချောရပြီးရံဖြစ်တဲ့အခါအလံဖြူထောင်ရတာလဲကိုပဲဖြစ်စင်တယ်အနိုင်မယူရပါဘူးချင်းတိတ်ချင်းနေပြီလို့ကို့မှာအလိုလိုရှုံးပါတယ်မနှက်ပြန်ဆိုတာမသေးကြတဲ့ရယ်ဆွဲလေးပဲလीဒါကြောင့်ဒီနေ့တော့မင်းပေါ်မနေ့ကလိုပဲပျော်ပျော်ကြီးယူတော့ပြင်မယ်တိတ်ချစ်တယ်ခွင်ကိုကိုကိုထက်မင်းကိုပို့ပြီးတော့ လက်ကလေးတွဲပြီးအပြင်နေလျှောက်သွားခြင်းနဲ့အကြိုက်ဆုံးစားစာတွေကိုမင်းနဲ့အတူတူရတာခံကြည့်ခြင်းနဲ့ပြီးတော့မတွေ့ရမယ့်နေ့ရက်တွေမှာအလွမ်းပြေဖြည့်ဖြောက်ဖို့မင်းစီကအနမ်းတွေလည်းရယူခြင်းသေးတယ်။ချစ်ချင်းမြတ်တာနဲ့ပတ်သက်ရင်မင်းကရယူတဲ့ပတ်မှာနေပါ။ကိုကတော့မင်းပေးဆက်တဲ့ပတ်မှာပဲနေပါမယ်။နည်းနည်းလေးတော့မပင်ပန်းစေခြင်းမှုအခြေရဲ့။ရေဆက်ရှိလို့တွေးဆုံရတယ်ဆိုပေမဲ့လည်း ဘူးစာမပါလာတာမျိုးမဖြစ်ခြင်းဘူးအတ္တတွေကြီးမိတဲ့အခြေရင်မင်းရင်ဝင်တဲ့ဝေးနေမှန်းတီလို့ထင်တယ်စောင်းလီတွေဟာတမင်တကာကိုအေးဆက်ပြနေတယ်လမ်းမပြီးတော့ဖြစ်ဖြစ် ခဏတပြုံနှွေထွေလဲပါအောင်တခါတလေမအိပ်ဖဲမှတ်တဲ့အိမ်မက်တွေကတိတ်ကိုပျော်စရာကောင်းတယ်ဥပမာပြောရရင်စောင်းလီအေးအေးလေးတွေရယ်ကော်ဖီပူပူလေးတစ်ခွက်ရယ်ပြီးတော့ မင်းရဲ့ကိုရဲ့တန်းရပေးပေးစေးပေးပေးပါမင်းကကိုရဲ့ right person ပါပဲ။